Hello ချစ်ရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ်နိုဝင်ဘာလ4ရက်နေ့ရဲ့မနက်ပိုင်းသတင်းတူသတင်းကောင်းတွေကိုကျွန်တော်တို့တို့တွားပြီးမှ Reaction လောက်ကြမှာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့သတင်းဗီဒီယိုမကြည့်ခင်မှာလိုရင်းတူရှင်းသတင်းလေးတွေတော့ဖတ်ကြည့်မယ်နော် မောင်းဆုံးသတင်းတစ်ပုဒ်ကတော့ကြောက်ဖြူမှာ AA ကိုထိုးစစ်ဆင်နေတဲ့အချက်ပဲစစ်တပ်ရဲ့စစ်ကြောင်း၃ကြောင်းနဲ့၂ကြောင်းပြက်စီးသွားပြီးတော့နောက်ထပ်လက်ကျန်စစ်ကြောင်းကိုအင်အားထက်ဖြစ်ကတာလွန်အင်အားတွေနဲ့တိုင်းကြောင်းကိုဦးတီကထိုးစစ်ဆင်နေတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။အဲ့တော့ချက်ပဲစစ်ကောင်စီကအခုစမှာကြောက်ဖြူမှာပေါ့နော် AA ကိုတိုက်နေတာဖြစ်ပါတယ်။အဲ့ဒီမှာစစ်ကြောင်း၃ကြောင်းမှာ၂ကြောင်းပြက်သွားပြီလို့ကြားရပါတော့။ အဲ့တော့ကြောက်ဖြစ်မြို့မှာအရခတ်တော်ကြီးထိန်းချုပ်ထားတဲ့နေမျိုးတွေကိုထိုးစစ်ဆင်နေတဲ့အချမ်းဖက်စစ်တပ်ရဲ့စစ်ကြောင်း၃ကြောင်းအနက်၂ကြောင်းတက်ပြတ်ပြီးနောက်ကြံနေသေးတဲ့နောက်စစ်ကြောင်းကိုအင်အားထက်မှန်ဖြစ်တင်းကတာလွန်အင်အားတွေနဲ့လေးကြောင်းရေကြောင်းမြေပြင်လက်နက်ကြီးပစ်ကူတွေယူလက်အေအေထိန်းချုပ်ထားတဲ့တိုင်းကြောင်းရွာကိုထပ်မံထိုးစစ်ဆင်လာရကနေတိုက်ပွဲအပြည့်နဲ့ဖြစ်ပွားနေတယ်လို့သတင်းရရှိပါတယ်။တအောင်မျိုးသားလွတ်မြောက်ရေးတပ်မတော် PSLFT ရဲ့လက်နေထိန်းချုပ်ဒေသဖြစ်တဲ့မိုးကုတ်မြို့ကနေနိုဝင်ဘာလမကုန်ခင်မှာပဲထွက်ခွာမှုပြင်ဆင်နေတယ်လို့စီးရင်နဲ့နီးစပ်သူတွေကသတင်းပို့ထားဆိုတာအားလုံးလည်းသိပြီးသားဖြစ်ပါတယ်เนาะအဲ့ဒီမှာသတိထားစရာလေးတွေရှိတယ်ပေါ့เนาะဘာလဲဆိုတော့နိုဝင်ဘာ30ရက်နေ့ကျရင်ရက်ကြီးအဖွဲ့ကြီးရဲ့တွေ့ဆုံတာမျိုးရှိမယ်တဲ့ဒီပွဲမှာ TLD ဘက်ကအရာရှိအကြီးပိုင်းကလေးကပြောနေတာကိုကျွန်တော်တို့ကြားပါတယ်တဲ့နာမည်နဲ့ယာယီပြောပြဖို့အတွက်ခက်ခဲရှိလို့ပါဟုတ်တယ်ဗျာတဲ့20ရက်နေ့နောက်ဆုံးတည်ရဲ့20ဆိုနိုဝင်ဘာ25ပေါ့เนาะ20ရက်နေ့ TLD မိုးကုတ်ကနေတက်တီဆုတ်ခွာမယ်တဲ့ TLD ဘက်ကမိုးကုတ်ကနေစိတ်အုပ်စုဝင်လာတာကိုဆက်ဆက်ရေးရုံဖွင့်ဖို့စူးစမ်းနေ တာကိုလည်းတိထားပါတယ်တဲ့အဲ့တော့ဆေးအစုကိုသူတို့ပဲခေါ်သွင်းလာမှလားဆိုတော့မိကွန်းမိကြပြီးမပြန်တော့မဖြေသွားဘူးလို့လည်းသိရပါတော့အဲ့တော့အဲ့မြို့မှာရှိတဲ့သူတွေက TLL ကိုရိုင်းကအချမ်းပဲစစ်တပ်ကိုဒီမြို့ထဲကိုခေါ်သွင်းလာမယ်လို့ကြောက်နေကြတာဖြစ်ပါတယ်နော်အဲ့တော့တော်လိုင်းတက်တွေကောက်ွယ်မယ်လို့ဘလောက်ပဲပြောပြောသူတို့အဲ့လိုခေါ်သွင်းလာရင်တော့ဒါပြဿနာအများကြီးရှိနိုင်တယ်ပေါ့နော်အဲ့တော့ TLL ရဲ့ဒီသူတို့ လှုပ်ရှားတဲ့အခွက်တွေလည်းကြည့်ရအောင်မှဖြစ်ပါတယ်နော်အဲ့တော့ဘိုးချုပ်တာဘိုးကျော်ကတော့ဒီအစုံကြီးတိုက်ဖို့ပေါ့နော်ချစ်တလန်းဆုတ်တဲ့အနေထားသူပြောသွားတော့ရှိတယ်ဒါပေမဲ့လည်းအပြည့်ဝရုံကတော့ခက်ခဲနေပါတယ်နော်နောက်ထပ် သတင်းတစ်ပုဒ်ကတော့ကုတ်ခိုင်မြို့မှာရှိတဲ့တောင်အမျိုးသားလွတ်လွတ်မြောက်ရေးတပ်မတော် TLL လေးရဲ့ချုပ်ခန်းကနေချုပ်သား38ဦးထွက်ပြေးလွတ်မြောက်သွားတယ်လို့သတင်းရရှိတယ်လို့သိရပါတယ်နော်အမှခိုးဆိုးလူနိုင်တွေအကုန်ထွက်ပြေးလာတဲ့ကင်းသမားပေါ်တာပေါ့လိုက်ရှာတယ်လို့ကင်းသမားကိုဖမ်းပြစ်စစ်တယ်လို့လည်းသတင်းရရှိပါတယ်နော်အဲ့တော့ TLL လေးလိုမျိုးတကယ့် ကြီးမားတဲ့အဖွဲ့အစည်းတစ်ခုရဲ့အချုပ်ခန်းထဲကနေရောက်40လောက်လွတ်မြောက်သွားတဲ့သတင်းဖြစ်ပါတယ်နော်။ဒါကတော့တော်တော်ကိုထူးခြားပြီးတော့လွတ်သွားတဲ့သူတွေထဲမှာတော့ရောဆိုတော့ကိုဆိုးလူနိုင်တယ်လို့ပဲရေးထားတယ်ပေါ့နော်။ကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့မနေ့ညကအားလုံးလဲပြင်မိမယ်ထင်ပါတယ်နော်။ stage scene show ပွဲတစ်ခုမှာပေါ့နော်။ကောင်းလေးတွေ show ဆိုပြီးတော့ဆဲပြီးတော့ပေါ့နော်။ ticket လုံးဝမချောက်မှန်တာသာစကလုံးအနေနဲ့ဆဲပနေတဲ့ video file တစ်ခုတော်တော်လေးကို online မှာပြန့်နေတယ်ပေါ့နော်။အဲ့တော့အဲ့ဒီ video နဲ့ပတ်သက်ပြီးတော့အခုဆိုရင်အဲ့ဒီမှာပြောခဲ့တဲ့ ကောင်းလေးတွေကိုစစ်တပ်ကဖမ်းဆီးသွားပြီဆိုတဲ့သတင်းမျိုးဖြစ်ပါတယ်เนาะအဲ့တော့ state symbol မှာညဉ့်ညံ့စကလုံးတွေပျော်ပြီးဆဲဆူခဲ့တဲ့ rapper အဆိုတော်တဦးကိုစစ်တပ်ကဖမ်းဆီးလိုက်တယ်လို့သတင်းထွက်ပေါ်နေပါတယ်တဲ့ တူနာကမှချမှတ်ခဲ့တဲ့ overflow festival ပြောပြပွဲမှာ stage scene ပေါ်ကနေကွန်တုံးဝင်ညဉ့်ညံစကားတွေပြောဆိုခဲ့တဲ့ win om ဆိုတဲ့ဂီတအဖွဲ့က rapper ဆိုတော့တူရဲ့ရုပ်သံပိုင်းလူမှုကွန်ရက်မှာတက်လာခဲ့ပြီးနောက်ဝေဖန်မှုတွေမြင့်တက်လာခဲ့ဖြစ်ပါတယ်တဲ့အဲ့ဒီအစိုးရကိုစစ်တပ်ကဖမ်းဆီးလိုက်ပြီးဖြစ်ကြောင်းနုပညာတိုင်ဝိုင်းနဲ့အစိုးရရဲ့ဇာတိမျိုးကရင်းမြစ်အချို့ကရေးသားထားတယ်လို့သိရပါတယ်အဲ့တော့ချို့ရလေးပေါ့နော်ဒီဥစ္စာကတကယ်ဖမ်းဆီးရလားပါလားသိမသေးချာသေးလို့ပြောရနော်အဲ့တော့အာသူတို့ကဒီသတင်းတွေကိုဖုံးကွယ်ခြင်းလို့အချက်မဲ့စစ်ကောင်စီကတမင်ဒီကိစ္စတွေလောက်တာလားလို့လဲသုံးသက် က်နေတဲ့သူတွေရှိပါတယ်နော် ကဲခုချိန်မှာဆိုရင်တော့ဒီအချမ်းမတ်စစ်ကောင်စီအုပ်ချုပ်မှုအောက်မှာတော်တော်လေးတိုင်းပြည်ကလည်းစုပ်ပြတ်တက်တယ်လို့ပြည်သူတွေကလည်းငမ်းမောက်ခေါမပေးပြီးစိုက်လာတယ်ဆိုတာတွေ့ရပါတယ်နော်အဲ့တော့ခုချိန်မှာဆိုရင်ဒူတွေကတယောက်ဟိုပြည်သူတွေကပေါ့နော်အခုကိုကိုဒီအစိုးရနဲ့တရင်တွေတက်လာတယ်ပေါ့နော်အဲ့တရင်နဲ့ပတ်သက်တစ်ချက်နောက်ကြည့်လာနော်ဆရာနာတဲ့မူအချိန်ကြာမြင့်လာတာနဲ့အတူစစ်တယ်မူဘောင်းဆောင်နေတဲ့မြန်မာနိုင်ငံတွင်အခုရပိုင်းတွင်ဝေကြီးခက်ခဲတွေကြောင့်လူငယ်တွေကိုကိုကိုအစိုးရမူမြင့်တက်လာတယ်လို့တရင်ရရှိပါတယ် ။နိုဝင်ဘာ3ရက်ဒီနေ့မနက်အစောပိုင်း2နာရီလောက်မှာအသက်30ဝန်းကျင်သာရှိတဲ့လူငယ်တဦးဟာရန်ကုန်တိုင်းတင်ငန်းကျုံမြို့နယ်ဘဝမြင့်ရက်ကွက်စတနာလမ်းမဘက်ချမ်းဘဟုလမ်းမပေါ်ကတစ်ပင်မှာမိမိကိုကိုဇွဲကျိုးချတည်ဆုံခဲ့တယ်လို့မြို့ကန်ပရိသာတင်းတွေစီကသိရပါတယ်။ဘလို့အကြောင်းကြောင့်အခုလိုကျိုးဆဲချတည်ဆုံလဲဆိုတာမြို့ကန်တွေအနေနဲ့မသိရှိရသေးတယ်လို့ပိသားစုဝင်နေလည်းအဆက်အသွယ်မရသေးဘူးလို့ဆိုပါတယ်။ တည်ဆုံးသူအမျိုးသားအလောင်းကိုဒီနေ့မနက်ပိုင်းမှာပဲစံညစေယုံကြီးရဲ့ရှင်ခွဲယုံကိုပို့ဆောင်လိုက်တယ်လို့လူမှုရေးအသင်းတွေကပြောပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာ23ရက်နေ့ကလည်းအွန်လိုင်းဂိမ်းတွေဆော်ပြီးအကျွေးရာနဲ့ချီတင်နေတဲ့ရန်ကုန်မြို့တောင်ဝေမြို့နယ်မြစ်တာညုံရပ်ကွက်ရှိအဆောင်တစ်ခုမှာနေထိုင်နေအသက်22နှစ်ရွယ်လူငယ်မျိုးသားတအူကျိုးဆွဲချတည်ဆုံးခဲ့ပါသေးတယ်။ ပြီးခဲ့တဲ့အောက်တိုဘာ19ရက်နေ့ကလည်းပဲခူးမြို့နယ်အင်းတကော်မြို့လာတာရဲကျေးရွာမှာအသက်15နှစ်အရွယ်မင်းကလေးတဦးနေရင်အိမ်ခံတွင်ကျိုးဆဲချတည်ဆုံခဲ့ပါတယ်။အောက်တိုဘာ22ရက်နေ့ကလည်းမန္တလေးမြို့ကျောင်းနောက်ဘန်လမ်း80 22 23ကြားမှာအသက်30ဝန်းကျင်အရွယ်မြို့သားတဦးလည်းတစ်ပင်မှာကျိုးဆဲချတည်ဆုံမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ ကဲကြားတဲ့အတိုင်းပေါ့နော်မြန်မာပြည်ကြီးကတော်တော်ကြီးကိုခက်ခဲလာတည်နေထားဖြစ်တဲ့အတွက်ပြည်သူတွေကလည်းကြံမိကြံရည်ကြံကုန်ကြပြီပေါ့နော်အဲ့တော့ဒီလိုမျိုးသတင်းတွေကလည်းအများကြီးတက်လာတာဖြစ်နေပေါ့နော်အဲ့တော့ကျွန်တော် channel ထဲမှာကြည့်နေမြန်မာပြည်သူတွေအားလုံးကလည်းဘာပြောခက်ခဲနေဆိုရင်လည်းပေါ့နော်အခုချိန်မှာကိုကိုကိုွယ်တဲ့ဘာသာတရားပေါ်မှာပဲအာရုံပြုတ်ပြီးတော့ဒီစိတ်ကိုနှစ်ထားစီလို့ပါတယ်နော်ဒါပြင်ဘလောက်ပဲခက်ခဲခက်ခဲတယောက်တည်းမနေဘဲနဲ့ကိုယ့်ရဲ့ဒီမိသားစုအတိုင်းအဝိုင်းနေမိသားပြုတ်ဒီအများကြီး connection ရှိအောင်လှုပ်ပြီးတော့ပေါ့နော်တရားတရားဝိုင်းဝန်းဖေးမှ အကူညီဖို့လိုပါတယ်တယောက်ကခဲတယ်ဆိုတယောက်ကအကူညီဖို့လိုပါတယ်เนาะဒီအချိန်ကတကယ်ပဲရေးကြီးတဲ့အချိန်ဖြစ်တယ်အဲ့တော့အကြံဖက်မင်းအောင်လန်ကသူရဲ့နောက်ဆုံးအချိန်ဖြစ်တဲ့အတွက်နောက်ဆုံးနီးနဲ့သူကအများရကထုတ်သုံးနေတာဖြစ်တဲ့အတွက်အားလုံးကဒါလေးနားလည်ထားဖို့လိုပါတယ်เนาะအဲ့တော့အားလုံးပဲ fighting မှာเนาะ Okay နောက်ထပ်ကျွန်တော်နောက်ထောင်မှာတော့ဥစ္စာပဲထားတဲ့နားအောင်ကြည့်လောက်เนาะအေးနဲ့ကျိုးကြကျိုးကြနေတာပေါ့ဗျာအဲ့တော့တရားကိုတစ်ဖက်ကန်ကူးဖို့အတွက်စစ်ခွေးတွေကစုံစုံစားစားနဲ့လာတာဗျာ စစ်ခွေးအလိုတော်ကြီးပေါ့ဟိုနောက်ဆုံးပြောမယ်ပြည်သူစစ်တွေပေါ့ဗျာမဲသူတို့တွေအမွန်တင်ထားတာမလီဟဲ့အောင်မင်းတို့ထင်တယ်လို့လေအဲ့ဒီစစ်ခွေးအဲ့လောက်တတ်သိရှိနေမင်းတို့စစ်ခွေးအဲ့လောက်တတ်သိရှိလို့ရှိရင် ငါတို့တော်လိုင်းကြီးကဒီလောက်ထိအောင်မြင်နိုင်စရာအကြောင်းမရှိသေးဘူးမင်းတို့သိချစဉ်းစားတော့မင်းတို့တင်လာအာဒီဗာလဲဒီကွန်ကရစ်တုံးကြီးကွန်ကရစ်စီပိုင်းကြီးကိုမင်းတို့လိတ်လာပြီးတော့ဟလာစုံစုံစားစားနဲ့တဖက်တဖက်ကိုကူးလာပါကွာเนาะမင်းတို့ကောင်းလေဒါကြောင့်မို့ စောက်တုံစောက်အအယိုးကိုက်လော်ဘီလို့ပြောတာမင်းတို့မလာနဲ့မလာနဲ့နာစရာအကြောင်းမဟုတ်မင်းတို့ X စစ်ခွေးရဲ့အဲ့လောက်တတ်တရှိနေလို့ရှိလေငါတို့ရဲ့အောင်မြင်မှုဟာငါတို့နွေတော်လာရဲ့ရဲ့အောင်မြင်မှုဟာဒီလောက်ထိရောက်လာစရာအကြောင်းမရှိဘူးနော်ပေါ်တာဆွဲစရာဘာဆောက်အကြောင်းမှမရှိဘူး 是木木他们连夜送来五百的，把手、脚毛、头子呀、脚毛些，没弄十块的，阿老得的新的，新的啷个多啦？没弄啊！阿明查，没弄啊！呃，判断不着，但有些也你俩不好估。没弄啊！阿妈妈，阿个，不是这样嘛？没弄这个哈巴和鲁迅老的老师嘛，老师们，没弄我多变了没？ မင်းတို့စစ်ခွေးတွေရောမအေးလို့တောက်တိုင်ရောအားလုံးအားလုံးကိုမေကိုပြန်လို့ကြမင်းတို့မအေးလို့ဘောမာပြပြနေနေကိုပြောတာကိုမေကိုလို့တဲ့အယိုးကြိုက်တွေရောငါလို့မသာစစ်ခွေးတွေရောမင်းတို့ဘလောက်အထိကြောက်နေတယ်လဲဆိုတာကပ္ပမာရောဟိုနိုင်ကြမယ်နိုင်ငံမရှိဘူးเนาะ 没努阿那先呢，没努没六十岁出头大哩，哥们哥老嘞牛羊，多少哩？没努不让谁教你的来说，搿爸妈俺下地的俺白拿俺们啊，得了没有？教给忘了，哦，比如比如教给阿那先，俺下地的咱们没没注意，二八来岁了。 社交媒体汇报到你这度里，没有是那的赖皮路没有，嗯？哦，阿在皮路没有，嗯？没有叫咯哈哈皮路没有，没有讲哩这个哈大讲哩，嗯？别人阿玛写的啊叫梅卢牛哩，啊？梅卢牛哩，别人阿玛写的，啊？阿在皮哦。 ဒီဥပဒေနဲ့ညှိတာတို့လိုက်ပေးဥပဒေနဲ့ညှိတာတို့ဟာဟာပေးဥပဒေနဲ့ညှိတာတို့ငါလုံးမသားတွေမင်းတို့ကိုယ်တွေကလေးကလာနိုင်လုံးတာပြောတာဟမ်ငါလုံးမသားတွေတကယ်ကိုစောက်တော့မကြောက်စောက်အောင်တော့မရှိဘူးစောက်ဆင့်မရှိဘူးမင်းတို့နော်ဘယ်နိုင်ငံရှိတယ်ငါ့ကိုပြောစမ်းအသေးပေးဟို ပါလေမတရားအသိပင်အကြမ်းဖက်ဥပဒေနဲ့ဟုတ်လားအသေးပေးတာတို့ဒီလိုက်ပေးတာတို့အသက်ဟိုဒီဟဟပေးတာတို့မင်းတို့ဆောက်ရှက်လည်းဗျာသားမအောင်မရှိဘယ်နိုင်ငံမှလည်းငါရှာလို့ငါရှာကြည့်ပါသေးတယ်ငါမပြောခင်လေးမှာဒီဥစ္စာတွေကိုငါမပြောခင်ချိန်ကြီးငါနေ့ရက်၃ရက်ရှိပြီငါစဉ်းစားနေတယ်ဘယ်နိုင်ငံမှလည်းရှိမလဲပေါ့အသေးပေးရင်ဖမ်းတယ် 那一辈人也有嘞，好啦，第下下辈人，没有啊，没有没有瓜五百零五，没有二十老人家老人家，喏，二十老人家老人家啦，没有五百零，啊，把我叫了，没有把我叫了，啊，老兄弟飞白飞不白我叫了嘞，啊，再别人来判嘞，再别人来判，再一辈，再一辈美国人来判嘞，哈哈，白美国人来判嘞。 မင်းတို့ဘာကိုကြောက်ဟမ်ငါလိုးမသားတွေကိုမေကိုလိုးတွေမအေးလိုးမျိုးတွေဟမ်ဘာကိုကြောက်မင်းတို့ငါလိုးမသားတွေအာနာကိုအယူမှုယူထားပြီးတော့ကဲဒါတော့ဥကြောပြဖြစ်ပါနော်အဲ့တော့ left ဒီ react ဒီဒီ facebook မှာ react ပေးလို့ဖမ်းတာတော့တော်တော်လေးဟိုပေါ့နော် click class ဆန်တယ်လို့ပြောလို့ရပါတော့။ဒါပေမဲ့လည်းချက်မဲ့မရအောင်လည်းကကြောက်လွန်းတဲ့အတွက်ဒီလိုမျိုးပေါ့နော်။မရှိရှိတဲ့အုပ်တွေထုတ်ပြီးဖမ်းနေရတာဖြစ်ပါနော်။ ျွန်တော်နောက်ထပ်နားထောင်ပါကတော့အခုဆိုရင်မိုးကုတ်မိုးမိတ်ကပေါ့နော်တော်တော်ကြီးအရေးကြီးတယ်ပေါ့အဲ့တော့ဒီကျောင်း PDF တွေဒီမျိုးခုခံတာကတကယ်ပဲဒါကလူယူတော်လိုင်းအတွက်အရေးကြီးတဲ့ခုခံရတယ်ဆိုတဲ့အကြောင်းကိုပြပြပေးထားတယ်ဦးတန်းစွန်းနိုင်ရ36ချက်လေးနားထောင်ကြည့်လာနော်မြောက်ပိုင်းရှမ်းပြည်ဒေသမှာရတဲ့2029အောင်မြင်မှုတွေအချိန်ဟွာကြောင့်ရရှိလာတဲ့စီးအောင်ပွဲတွေမဟာမိတ်တွေရဲ့ပံ့ပိုးမှုတွေအဲ့ဒီမဟာမိတ်တွေရဲ့ပံ့ပိုးမှုဆိုတာ ရှမ်းမန်းစစ်စင်ရေးထဲမှာပါနေတယ်။ပြည်အားစုတွေအားလုံးကိုသူကကြောခိုင်းပြီးတော့လူသိမ်းလို့ရတဲ့နေမင်းမှန်သမျှဟာသူ့နေမင်းဖြစ်တယ်။အဲ့ဒီမြင်နေမင်းတွေခြေပြုတ်ပြီးတော့ပြည်နယ်ထူထောင်မယ်ဆိုရက်စိတ်ကူးနဲ့သူကအလံထောင်တာပေါ့ဗျ။အဲ့လိုဖြစ်လာတဲ့အခါမှာစစ်ကောင်စီကတောင်ခန်းကိုအားဖြည့်ပြီးတော့နောင်ချိုကိုတိမ့်ပိုက်ဖို့အတွက်ဘယ်နှစ်ဘက်ကနေပြီးတော့စစ်စင်ရေးတွေလှုပ်လာတဲ့အချိန်မှာ သူရံပြုတ်ခဲ့တဲ့ SSPB နောက်ပြီးတော့မန္တလေး PDF နောက် KIA စတဲ့အင်အားစုတွေကသူ့ကိုမကူညီတော့ဘဲနဲ့ဒီတိုင်းထိုင်ကြည့်နေနောက်ဆုံးစစ်ကောင်စီကတောင်းလာတဲ့အခါမှာမိုးကုတ်မုံမီကိုကပြေဖို့တီသဘောတူလိုက်ရတဲ့ချိန်မှာဒါကြောင့်ဒီဖြစ်ရခံနေပြီးတော့ဘာတင်ငန်းစာရတယ်လဲဆိုတော့ကျွန်တော်တို့ဗမာပြည်မှာဖက်ဒရယ်ပြည်ထောင်စုထူထောင်တန်ရေးအတွက်ကျွန်တော်တို့အရေးကြီးတဲ့နိုင်ငံရေး သဘောထားတွေကိုထုတ်ဖော်ကြတဲ့နေရာမှာဗမာလူမျိုးကြီးဝါဒရဲ့ဖိနှိပ်မှုတစ်ခုတည်းချက်မလုံလောက်ဘူးတန်းသားလူမျိုးအသီးသီးရဲ့ကိုဋ္ဌေသကိုစစ်ကောင်စီကျင်းစင်ကြီးကိုဋ္ဌေသကိုလွတ်မြောက်ရင်ရပြီဆိုရဲကျင်းမြောင်းနဲ့အမျိုးသားကြီးအမြင်ကိုပါဆန့်ကျင်တိုက်ဖြစ်ဖို့လိုတယ်တကယ်လို့မိုးကုတ်မိုးမိတ်ကိုကျွန်တော်တို့စစ်ကောင်စီကလိုလိုလားတဲ့အတိုင်း DNL ရ လွှဲပစ်လိုက်တာမျိုးဟာတကယ်ကြတော့သူစစ်ရှုံးတယ်လို့မခုကမကာကွယ်နိုင်လို့နောက်ပြီးတော့သူ့ကိုညီကိုတိုင်းရင်သားအင်အားစုတွေဘယ်ဖွဲ့ကမှမကူညီဘဲနဲ့လက်ပိုက်ချနေလို့ဆုံးရှုံးရတယ်ဆိုရဲစိတ်နဲ့ DNL ကအဲ့ဒီခင်းချင်းကိုဖန်တီးလိုက်တာဒါပေမဲ့အဲ့ဒီခင်းချင်းကိုကျွန်တော်တို့ကမကာကွယ်ဘူးဆိုလို့ရှိရင်မန်း PDF အနေနဲ့မန်းဒေတာကနေပြီးတော့ကျွန်တော်တို့ဆုတ်ခွာပေးရနိုင် စစ်ကောင်စီကိုကျွန်တော်တို့မိုးမိုးမိတ်ပေးလိုက်ပြီဆိုလို့ရှိရင်မန်းလေးမြို့မြောက်ဘက်မှာရှိနေနေမည်တွေပေါ့ဗျာတပိတ်ချင်းတို့เนาะစတဲ့အဲ့ဒီနေမည်တွေအားလုံးဟာစစ်ကောင်စီရဲ့လွှမ်းမိုးမှုအောက်ရောက်ရှိသွားတော့အဲ့ဒါဆိုရင်မန်းလေးတိုင်းရင်းမှာလုံနေစစ်စင်ကြီးတွေကဘယ်ရောက်သွားတော့မလဲဆိုရင်သခိုင်းမကွေးဘက်ကိုဆက်ပြီးတော့တိုက်ခိုက်တော့ပြောကျင်တာကတော့အခုအချိန်ကြီးဟာစီးရပြောရင် ခုနကလို့ 50 50ချင်းနေရှိနေပါသေးတယ်။ဒါပေမဲ့မိုးကုတ်မိုးမိတ်ကိုကျွန်တော်တို့ကဆက်ပြီးတော့ကာကွယ်မှုမပြုတ်နိုင်ဘူးဆိုလို့ရှိရင်ຫນွေဥတော်လန်ရဲ့အသေးနှလုံးဖြစ်တဲ့အညာဒေသတစ်ခုလုံးစစ်တပ်ကဆက်လက်ပြီးရွမ်မိုးကြီးစိုးသွားမယ်အလားအလာရှိနေပါတယ်။ဒါကြောင့်မိုးကုတ်မိုးမိတ်ကာကွယ်ရေးဆိုတာဒေသတစ်ခုကိုခုခံကာကွယ်ရေးကိစ္စတက်တယ်မဟုတ်ပါဘူး။ຫນွေဥတော်လန်ရဲ့ အဆုံးဖြတ်ပေးမယ်ကိစ္စဖြစ်ပါတိုင်းပြည်ရဲ့ဥပဒေရေးရာကိုထုံးလို့မွေရေလို့တော့အကုန်သိတဲ့ဥက္ကဋ္ဌဘာကြောင့်တက်ခံရလဲဆိုတဲ့ဟာကြီးရဲ့အခုရဲ့အခြေအနေပေါ့နော်လက်ရှိအခြေအနေတိုင်းသုံးသပ်ပေးထားတဲ့ကိုစီပြနားထောင်ကြရအောင်ဘာဖြစ်လို့စစ်တပ်ကသူတို့အာဏာသိမ်းထားတာကိုအာဏာသိမ်းတာလူတိုင်းသိတယ်ကြည့်ဗျဒါပေမဲ့ဘာဖြစ်လို့အာဏာထိန်းအာဏာထိန်းနေပေါ်တာလဲဒီမှာဥက္ကဋ္ဌပြောတာကနားမကြည့်ပါဘာဖြစ်လို့အာဏာထိန်းနေပြောဆိုအာဏာသိမ်းနေဆိုရင်ခြေခုပြတ်ပါတယ်နော်သူတို့ဒီရာဇဝတ်မြောက်ပါတ အာနာထိန်ခြေဥမပြောက်ပဲနဲ့သူတို့ရဇွေးမှုမပြောက်ပဲနဲ့လောက်ခွေရှိတဲ့ပုံစံမျိုးဖြစ်အောင်သူတို့ကသူတို့စွဲယူတာဒါကြောင့်မဟုတ်လို့လက်ရှိစစ်တပ်ဟာအာနာသိမ်းထားတဲ့အကြမ်းဖက်စစ်တပ်အခုလောက်မဲ့ရွေးကောက်ပွဲဟာအာနာသိမ်းထားတဲ့အကြမ်းဖက်ခေါင်းဆောင်တွေရဲ့အတုအယောင်ရွေးကောက်ပွဲဒါဟာဘလုံးမညင်းလို့မရတဲ့အချက်ဟိုမှာကုကုတွေပြောတာကြီးပါနော်အာနာကိုတရားဝင်သိမ်းလို့ရအောင်ဖန်တီးထားတယ်ဆိုတဲ့ကိစ္စ ဟုတ်ပါလေ၄၁နဲ့၄၁၈ကိုခင်ဗျာအဓိကရည်ညွှန်းတာအဲ့တော့တိုင်းပြည်တပြည်နိုင်ငံနိုင်ငံထဲမှာတနည်းအားမှာနိုင်ငံတော်အာဏာကိုစူပူတောင်းကျမ်းသောဤနဲ့ရယူဖို့ချုပ်ပါအထုတ်တာရှိရဲ့တမရကကဝေယုဇီကြောင့်လည်းတိုင်းပြည်ပြီးအရေးပေါ်အခြေအနေကြီးညာနိုင်ပြီတဲ့အဲ့စကလုံးအရေးကြီးတာကာကွယ်လူမျိုးကာလုံနဲ့တိုင်းပြည်ပြီးဆိုတဲ့အခါအဲ့တော့ကာလုံနဲ့တိုင်းပြည်ဆိုတဲ့အခါကာဝေယုဇီရဲ့သဘောဖြစ်သွားတယ် ဟုတ်ပါတယ်နော်ဒါအောင်လဲအချိန်ကဥပဒေကိုလက်ရှိဒီစစ်တပ်ကအချိန်ကဥပဒေကိုနားလည်တဲ့လူတွေတိမှပါဘာလို့ဆိုတော့ကာကွယ်အင်းနဲ့လုံခြုံရေးဆိုဒီကာလုံးမှာတမထလူက9ယောက်မင်းအောင်နိုင်လူကသူ့အပါ6ယောက်အဲ့ဒီပြည့်တဲ့အတွက်မဲခွဲရင်ဘယ်လိုနိုင်မလဲကာကွယ်ဦးစီးချုပ်ပဲနိုင်ပါလိမ့်မယ်ဟုတ်တယ်နော်ရကမဲဦးစီးကရေဘော်အချိန်ကြီးခြေညာရမယ်လို့ပြောလိုက်တယ်နဲ့တမနာကငင်းမရတော့ရေဘော်အချိန်ကြီးခြေညာရမယ်အဲဆက်ကုန်လေးဆက်ကုန် လေးရဆက်ရှိတစ်ဆက်ပြောတော့လို့ဆိုတော့အဲ့ဒီလိုအရေးပေါ်အခြေအနေကြီးညာပြီးဆိုရင်တမရသည် shall do must do လို့ပြောလို့ရမယ်နော်ဘာလို့ရမလို့နိုင်ငံတော်ဤဥပဒေပြုအာဏာအုပ်ချုပ်မှုအာဏာနဲ့တရားစီရင်မှုအာဏာထုတ်ခုကာကွယ်ရေးဥစည်းချုပ်အားလွှဲအပ်ကြောင်းအဲ့ဒီကြီးညာချက်ချင်းမှာတပါးနဲ့ထည့်ကြီးညာရမယ်ကြားရနော်ကာလုံခေါ်လိုက်တာနဲ့ကာကြုတ်ကအာဏာရတယ်ဘာဖြစ်လို့လဲကာလုံမဲခွဲပြီဆိုတဲ့ကတမရအပောင်ဝင်9ရောက်တမရဘက်မှာ ကာချုပ်မပါဘူး6ယောက်ကဲမဲခွဲမဲ့ဘလူးနိုင်တယ်ဒါကြောင့်မလို့မှတ်မိကြသေးလားဆေးအုပ်စုကကာလုံးခေါ်ဖို့တောင်းလျှောက်တောင်းဆိုလာတာအန်ဒီအစိုးရလက်ထက်မှာမှတ်မိကြပါပါအလကားတောင်းဆိုလာမဟုတ်ဘူးကာလုံးခေါ်လိုက်ပြီဆိုတဲ့တမနာဘာမှပြောလို့မရတော့ရှိတဲ့အာနာတောင်းရက်ကိုတူကြိုင်တော့မှာအဲ့တော့လက်ရှိ အနန္ဒီအစိုးရကိုသူတို့က2015ရွေးကောက်ပွဲတက်လာခင်တည်းကတခါတည်းပြုတ်ကျအောင်စီစဉ်ပြီးသားအမှန်တကယ်အာနာသိမ့်ဖို့အစီအစဉ်မရှိဘူးဘာဖြစ်လို့လဲ2015ရွေးကောက်ပွဲပြီးတာနဲ့အနန္ဒီအစိုးရကိုအာနာအက်ကမဲ့အချိန်မှာဝင်ကြီးဌာနအားလုံးကိုဘတ်ဂျက်အကုန်လုံးကုန်အောင်တုံးဆွဲပလိုက်အရှိတ်ကျက်ဖို့အစိုးရကိုသူတို့ဝင်ကြီးဌာနအားလုံးကိုဘတ်ဂျက်တွေအကုန်လုံးကုန်အောင်တုံးဆွဲပလိုက်ပြီးတော့နိုင်ငံတော်ရဲ့ဘတ်ဂျက်ကိုတစ်နှစ်ခွဲပြည့်မှထုတ်ယူနိုင်ွင့်ရှိအောင် ပြုတ်လုထားတယ်။အဲ့ဒီအတွက်အန်နီအစိုးရတက်လာတာနဲ့ဘတ်ချက်မရှိတဲ့အခွန်မဲအစိုးရကတခါတည်းအစိုးရပြိုလဲအောင်အစိုးရပြိုလဲတာနဲ့ကာလုံးခေါ်ခိုင်းတယ်ကာလုံးခေါ်တာနဲ့ဥပဒေပြူရေးပြားစီရေးဒီအနာ၃ရက်ကိုကာချုပ်သူ့လက်ထက်ထက်ဒါပေမဲ့ဒါသာသာငွေပဲရှိသေးတယ်နော်ဒီတကယ်ကဘာတန်ဖိုးကြီးတဲ့ကားအစီးတရားကျော်ဂိုဒေါင်တစ်လုံးအပြည့်မနှွဲအပ်တာလို့စာရွက်ထဲမှာတရားအစီးပေါင်း၄၀၀ကျော်စောက်ပြီးတော့ နော်အပြင်မှာဒသင်းမမဆောက်တာလို့ဟိုမကွေးတိုင်းဝီကြီးချုပ်တာရင်နဲ့အခွန်နဲ့မပေးွားတာလို့အများကြီးပဲအများကြီးပဲဒါကျွန်တော်တို့တာမန်ပြည်သူလူပိတိတာနေအရှိရဒီကောင်တွေရုပ်မှောက်ရတာအများကြီးပဲဒါပေမဲ့ NND အစိုးရဟာခရိုနီတွေရှိရနေအကူအညီတောင်းပြီးတော့ဒီဘတ်ဂျက်ကိုရအောင်ယုံပြီးတော့တနစ်ကွဲပြည့်တဲ့အချိန်မှာဘတ်ဂျက်ထုတ်တာနဲ့စီမံကိန်းပေါင်းများစွာကိုတတန်နဲ့လှုပ်ပြလိုက်တဲ့ဆိုသူတို့ကဘာမှလုပ်လို့မရပဲနဲ့အမှကြိတ်မနိုင်ခဲဖြစ်တာ ဒါကြောင့်မလို့ရွေးကောက်ပွဲ2020ရွေးကောက်ပွဲမတိုင်ခင်မှာအင်တာဗျူးတစ်ခုမှာတန်ဖို့ပါတီရဲ့ခေါင်းဆောင်ကပြောထားတာရှိတယ်။အင်တာဗျူးတဲ့ချိန်မှာသတင်းတော့ကမနိုင်ဘယ်လိုလုပ်မလဲလို့မေးတဲ့ချိန်မှာအခုလာမဲ့2020ရွေးကောက်ပွဲမှာမနိုင်ဘာလုပ်မလဲလို့မေးတဲ့ချိန်မှာမနိုင်နိုင်အောင်လုပ်မယ်တဲ့။ဆိုတော့ဒီကောင်တွေကအဲ့ဒီချိန်တည်းကအာနာသိမ့်ဖို့ယူရထားပြီးတာ။ရွေးကောက်ပွဲဆိုတော့စာမေးပွဲမဟုတ်ဘူး။စာမေးပွဲကကိုမနိုင်နိုင်အောင်ဖြေမယ်နိုင်အောင်စူးစမ်းမယ်ဆိုတဲ့အကြောင်းကိုပြောလို့ရတယ်။ ရွေးကောက်ပွဲဆိုတာကပြည်သူရွေးချယ်မှအနိုင်ရတယ်အဲ့တော့အနိုင်မရဘူးဆိုတဲ့ကဘာဖြစ်လို့လဲပြည်သူမရွေးချယ်လို့လေအဲ့တော့ပြည်သူမရွေးချယ်လို့အနိုင်မရတာကိုမနိုင်အောင်နိုင်အောင်လုပ်မယ်လို့ပြောခဲ့တဲ့အားကိုတည်တင်းအပြင်ဒီကြမ်းဖို့ပါတီနဲ့ဒီစစ်ခွေးခေါင်းဆောင်တွေဟာ2020ရွေးကောက်ပွဲမတိုင်ခင်တည်းကသူတို့အာဏာမရရင်တိုင်းပြည်ကိုဖျက်ဆီးဖို့ဟောက်စနစ်တကျစီစဉ်ပြီးတာ เนาะအဲ့ဒါရှင်းနေဒါကြောင့်မလို့နိုင်ငံရေးရလေလစ်လာလိုက်ပြီးစောက်တန်းတာလေအကောင်းပြောတာဆိုတော့တမန်တော်ကြီးကနိုင်ငံတော်အနာဟုကာကွယ်ရေးအစုကိုအကူအရမဲလို့ရေးထားတယ်အဲ့တော့ဒီနေရာမှာ technical question ရှိတယ်တမရကအဲ့ဒီအနာကာကွယ်ရေးအစုကိုပေးအောင်အဲ့ဒီအနာတမရပိုင်နော်လားဆိုတဲ့မေးခွန်းအနာသုံးခုမှာတမရကအတာတစ်ခုပဲရှိတယ်အုပ်ချုပ်ရေးအနာပဲဥပဒေရေးအနာသူ့မအဖို့သူ့ဘယ်လိုလဲပါလဲသူ့မပိုင်တဲ့အောင် တရားရေးအလားကဝေးစုကိုတပ္ပရာကိုပြမနာဘူးသူမရှိတဲ့ဟာကဝေးစုကိုဘယ်လိုလွဲတော့အဲ့ဒါကဒါ technical question နေဘယ်လိုမှအရေးပဲမရှိဘူးကဘာမမလည်းဘယ်ဖွဲ့စည်းပုံမှမှဒါမျိုးမရှိဘူးကျွန်တော်တို့ရှိမှထိုးထိုးဆန်းဆန်းရေးထားတယ်အဲ့ဒီရည်ရွယ်ချက်ကဘာလဲဆိုတော့တခါအာနာသိငယ်ပြီးနမပြက်တယ်အာနာသိငယ်အလုပ်ကဝိုင်းပြောကြမယ်နိုင်ငံတော်အာနာကိုမတရားဥပဒေအဲ့တော့အပြောမခံရတော့ဘူးရေးထားပုံလေးက တမရကြီးကရွှဲအပ်လို့မလဲလို့သူကယူလိုက်ရတာနော်ပေးတာကိုယူလိုက်ရတာရွှေရှင်မဟုတ်ဘူးအနာတိတ်တာမဟုတ်ဘူးကဲဒါကတော့ဥရမြန်ရှင်တုံးတက်ခဲ့တာကဘာကလည်းဒီတိုင်းတုံးတက်တယ်အနန္ဒီအစိုးရလက်ထက်မှာအနာတိတ်နိုင်ရရှိသားဆိုတဲ့မိကုန်းကိုစင်ကာပူမှာမေတော်အောင်ဆန်းစုကြည်ရောက်တဲ့အချိန်မှာသတင်းတောက်တယ်မေးဘူးပါတော်အောင်ဆန်းစုကြည်ကအဲ့ဒီအချိန်တွေကပြန်ဖြေတဲ့ဇာတ်ရှိပါတယ်အဲ့ဒါကတော့တိမ့်မဲ့သူကိုတွားမေးမှတိမယ်တဲ့ဒါပေမဲ့တခုတော့ရှိတယ်တဲ့ ဒီကာလမှာအာနာသိမ့်လို့ရှိရင်မထင်မှတ်တဲ့တည်သူရဲ့တုံ့ပြန်မှုကိုခံစားရလိမ့်မယ်လို့ဒေါ်အောင်ဆန်းစုကြည်က2019မှာလားမသိဘူးစင်ကာပူခီးစဉ်မှာ ပြောထားတာရှိပါတယ်တခါတည်းပြောပြီးတာအာနာသိမ့်เสียမလို့ဘာလို့ဆိုအာနာတို့လက်ထဲမှာလေပြည်ထရေးနေဆက်ရေးရကာဝယ်ရေးဝင်ကြီးဌာနတုံးခုလုံးဒီကာဝယ်ရေးဦးစီးချုပ်ကကွက်ကဲမှုအမိတ်အောက်မှာရှိရအဲ့ဒီဝင်ကြီးဌာနတွေကို ဒီဒီကာဝေးဥသိချုပ်ကကိုကဲမှုအဓိကပဲအဲ့တော့စစ်တပ်ကကာဝေးဥသိချုပ်ကအပြစ်လုံးဝအောက်မှာဘလောက်ထိဆိုရဲဆိုရင်ဘတ်ဂျက်ကိုစစ်လို့တော့မရဘူးဒီစစ်တပ်အပါဝင်ဒီဝန်ကြီးဌာန၃ခုကာချုပ်တိုင်ထားတဲ့ဝန်ကြီးဌာန၃ခုတုံးဆွဲမဲ့ငွေကိုတက်လာတဲ့ပြည်သူအစိုးရကခွဲပေးရတယ်ခွဲပေးရတာမဟုတ်တော့ဝန်ကြီးဌာနအားလုံးထဲမှာကာကွယ်ရေးအတုံးစစ်ဒီဘတ်ဂျက်အမြင့်ဆုံးတုံးထားတာ ဒါပေမဲ့အဲ့ဒီငွေကိုသူတို့သူတို့ရှာတာမဟုတ်ဘူးเนาะစောက်ခွားမှဂျူဂျူလာလဲဖာခံရှာတာမဟုတ်ဘူးတိုင်းပြည်ရဲ့ပြည်သူဗန္နာငွေကိုအဲ့ဒီဝီကြီးထံတုံတုံစိုးအတွက်တက်လာတဲ့ပြည်သူဆိုရပေးရတယ်ပတ်စံပေးပေမဲ့အဲ့ပေးလိုက်တဲ့ပတ်စံတွေကိုမင်းအောင်လိုက်မိမဂျူဂျူလာစောက်ခွားမှကင်တဲ့ LV အဲ့ဝယ်လိုက်တာလားเนาะမင်းအောင်လိုက်မအေလို့ကင်တဲ့ ကျူပနတ်တွေကပတ်တွေမတန်မရာကိုယုံနဲ့မတန်တဲ့ brand တွေဝှက်ထားတဲ့ဟာတွေဝယ်လိုက်တာလားစစ်ဆေးပိုင်ခွင့်တော့မရှိဘူးစစ်ဆေးပိုင်ခွင့်တော့မရှိဘူးဘတ်ဂျက်တော့စစ်ခတ်မင်းမရှိဘူးသူကသူသုံးချင်တယ်သုံးမယ်ဘယ်ကောင်းမှစစ်ပိုင်ခွင့်မရှိဘူးကဲစဉ်းစားကြည့်အလောက်အာဏာရထားတဲ့အတွက်ဥပဒေပညာရှင်တွေအားလုံးကလက်ရှိစစ်တပ်ဟာအန္တရာယ်အစိုးရအပေါ်မှာအာဏာသိမ်းမယ်ဆိုတဲ့လောက်ရလုံးဝမဖြစ်နိုင်ဘူးလို့ခံမှန်းခဲ့ကြဒါပေမဲ့ ဘာကြောင့်အာနာတိန်လဲဆိုတော့မင်းအောင်လှိုင်ကအသက်60ကျော်တဲ့ဟာကိုဆက်ပြီးတော့အာနာဆက်ယူထားတယ်အမှန်တကယ်ကာကွယ်ဦးစီးချုပ်ကတက်တန်းဒီအနှစ်60ဒါပေမဲ့ဥပဒေကိုဖောက်ဖျက်ပြီးတော့စစ်တပ်ထဲမှာသူ့လောက်တော်ရလို့မရှိဘူးဆိုပြီးတော့အာနာကိုဆက်ယူတယ်ဒီအန်အန်ဒီအစိုးရ2020တက်လာပြီးတော့ဆက်သွားမယ်ဆိုရင် तू အသက်65နှစ်ပြည့်သွားလို့နောက်တခါတက်တန်းထက်တော်လို့မရရင်မင်းလှိုင်ကအာနာလက်လွတ်ကြတော့ အာနာလက်ထပ်တာနဲ့ဒူကျူးလွန်ထားတဲ့ပြစ်မှုတွေအတွက်အော်ဒိုဂျေအောင်ရမယ်အခက်မသိရင်ပေတယ်ကြမယ်နော်အဲ့တော့ဒီအချက်တွေကြောင့်မင်းအောင်နိုင်ငံအာနာတိန်းချင်တာအဲ့ဒီအချိန်မှာအရှေ့ကပြောခွေးနေရမရတဲ့ကြံ့ဖို့ကကောင်းလေးကဘာလုပ်လဲအဲ့ဒီတောင်းနိုင်တာမအေလိုးနဲ့ပေါင်းပြီးတခါတည်းအတိုင်းဒီအာနာကိုမတရားလုပ်ယူတာအဲ့တော့ဒါဟာနိုင်ငံတော်ပုံကံမှု ကဲဒါတော့ကိုစေးသုံးသက်ချက်ပြီးတော့ပိုင်းဖြစ်ပါတယ်เนาะအဲ့တော့ဒီအကြောင်းအရာတွေပြန်ပြီးစဉ်းစားကြည့်ရဆိုတော့တကယ်ပဲနှမျိုးစရာကောင်းတယ်လို့တိုင်းပြည်အတွက်ယူကျုံမရစရာပဲကောင်းပါတယ်เนาะကျွန်တော်တိုင်းပြည်မှာအခုလိုမျိုးဥပဒေရကျွမ်းကျင်တဲ့ပညာရှင်တွေရှိတယ်လို့ပေါ့เนาะကဘာတီးတယ်နိုဘယ်ဆုရတဲ့ခေါင်းဆောင်တွေလည်းရှိတယ်เนาะအဲ့လိုမျိုးလူတွေကိုတတ်တယ်ထောင်ထဲပို့ပြီးတော့ဘာမဟုတ်တဲ့ကောင်တွေကဥဆောင်နေတာတော့တော်တော်ကိုစိတ်မကောင်းစရာကောင်းပါတယ်เนาะအဲ့တော့ဘာပဲပြောပြီးသူအားတင်းထားပါပါเนาะဒီမိစ္ဆာရဲ့ကြာဆုံးခန်းတော့မကြခင်ရောက်လာတော့မှဖြစ်ပါတယ်เนาะ ဟုတ်ကဲ့အစားဆုံးချစ်ပေးကြမြို့ပပြည်သူရောက်စတဲ့အထူးပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့ဒီနေ့မှာလောကပြဆောင်သမားအရာအားလုံးမှာအောင်မြင်ကြပါစေတောလီရမှာဘေးကင်းကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ